မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတောက်ကြတာသမီးမိတ်ဆွေတွေအားလုံးဆရာတို့အချိန်တွေဘလို့တရွေ့ရွေ့နဲ့ပြောင်းလဲလာတာအခုဆိုရင်2025ခုနှစ်ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီဆယ်လပိုင်းတွင်မှာတောက်ကြသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့အတွက်ဘယ်ယာရီအားသာကောင်းမွန်အကျိုးပေးပြီးကံကောင်းစေမလဲဘယ်ယာရီသတိထားဆင်နေရမလဲဆိုတာကိုဆရာကဒီတောက်ကြသမီးမိတ်ဆွေတွေအတွက်တလားစာကံကြမ္မာဟောစရံကိုဆရာကပြောပြပြီးမှဖြစ်တဲ့အတွက်တောက်ကြသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရ ဘေးပြာတွေဝေးကွာကြပါစီကြောင်းဆရာကမြတ်တာပို့ဆူတောင်းပေးပါတယ်ဆရာရဲ့ဗီဒီယိုကိုတောက်ကြသားသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာလေး comment လေးတွေရေးပေးခဲ့ပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာတောက်ကြသားသမီးမိတ်ဆွေတွေရဲ့ကံဟာအရာရာကိုထင်ပေါ်ခြင်းကြော်စောခြင်းအဆိုးပြင်ဖြစ်ပါစေအကောင်းပြင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်သောကာလာ အဲဘာပဲဖြစ်ဖြစ်ကိုကအစိုးလေးကိုပဲလှုပ်လို့အကောင်းလေးကိုပဲလှုပ်လို့လူတိထင်ရှားတက်သောကာလလူပြောများတက်သောကာလကြော်ချားတက်သောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အဲဘာကိုဖြစ်ဖြစ်အစိုးတွေကိုပြုမှုတဲ့အခါမှာတတိထပြုမှုစင်ကျင်ပေးပြီးတဲ့အခါအကောင်းတွေအတွက်ထင်ပေါ်မှုအတွက်ကြော်စောမှုအတွက်တော့ဘာကိုဖြစ်ဖြစ်ကံအားကိုဆန်အားကိုထနိုင်ရလာဖြစ်တဲ့အတွက်တောက်ကြသတိမိတ်ဆွေတွေကဒီလတာမှာဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေ အဲထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေရှိလို့ဆောင်ရလုပ်ဆောင်ရင်အားသာခြင်းကောင်းမှုချင်းတိုးတက်ခြင်းတွေရရှိစေနိုင်ရင်စိုင်းဘုတ်အမိပေးခြင်းအဲဟိုနမီအသစ်ပေးခြင်းတို့စိုင်းဘုတ်တင်ခြင်းတို့အဲဆွမ်းနာလို့ပေါ့ပနိုင်ဟိုက်ခြင်းတို့အိုးအိမ်ချမ်းမီဆောက်ခြင်းတို့အဆရှိတဲ့အရာလေးတွေ ချင့်တို့ဆောင်ရလှုပ်ဆောင်ခြင်းအိမ်သက်မင်္ဂလာပြုလို့ရှင်းလို့မင်္ဂလာဆောင်ခြင်းလို့အိမ်တော်ပြုခြင်းလို့အဆရှိတဲ့အရာလေးတွေထင်ပေါ်ကျော်ဆုံးမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာတော့ရှင်းတို့ဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူနဲ့အားသာမှုတွေများစွာရရှိတတ်တဲ့အတွက်အကျိုးရှိချီအသုံးချရန်လိုအပ်ပါတယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ကျမ်းမာရေးဟာငွေကြီးနဲ့တိုက်ရိုက်လာတဲ့တန်တူနေပြီးတော့ဆရာငယ်လို့ပေါ့ဗျာငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးဟာဟိုနာကိုက်ရှင်တယ်လို့ဒီနာခဲရှင်တယ်လို့ဖြစ်လာတတ်တယ်လို့ပဲကျမ်းမာရေးဟာငွေဝင်ကျမ်းမာရေးကောင်းပြီ ငွေမယုံဝင်ချမ်းမိုင်းညံ့နေတဲ့သောကာလဖြစ်ပါတယ်။သို့သောအထူးသဖြင့်အတက်ရဲ့အပြင်မိတ်ဆွေမျိုးအနေနဲ့ချမ်းမိုင်းနဲ့ပတ်သက်လို့ရှိရင်ခြေထောက်နဲ့ပတ်သက်ပြီးသတိထားပါခါးနဲ့ပတ်သက်ပြီးသတိထားပါအကြောတို့အဆင်အမြင့်တို့ခန္ဓာကိုယ်တို့နဲ့ပတ်သက်ရင်ထုံကျင်နာကျင်ကြိုက်ခဲမှုမျိုးလေးတွေဖြစ်ရတတ်သောလာဖြစ်တဲ့အတွက်မိတ်ဆွေတောက်ကြသမီးတွေဒူးတို့ခါးတို့အကြောတို့အဆင်အမြင့်တို့နဲ့ပတ်သက်လာရင်တော့သတိထားစင်ကြင်ရအတွက်တော့လိုအပ်သောကာလဖြစ်ကြောင်းဆရာကထပ်လောင်းအကြံပေးပြရစီခင်ဗျာ ထို့အတူမိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင် ဝင်ငွေဟာထွက်ငွေနဲ့အလားတူနေတယ် ဟိုဒီဘက်ကဝင်ဟိုဘက်ကထွက်ဟိုဘက်ကဝင်ဒီဘက်ကထွက်ရတာမျိုးလေးတွေကြုံရတဲ့တဲ့ငွေမမြဲသောကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်လက်ထဲမှာအများကြီးအကြကြီးထားတာမျိုးတက်တဦးတယောက်တစုံတယောက်ကိုအကြောင်းအရာမျိုးစုံနဲ့ကုန်တက်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်လက်ထဲထားခြင်းတက်တခုခုလှုပ်ဆောင်မှုအတွက်ကိုကြံ့ကြာတွေ့ဝေတုံဆိုင်မနေပဲနဲ့အဲအတွင်းနှစ်ခွအစိတ်နှစ်ခွဖြစ်နေတာမျိုးလေးတွေကိုချော့ချပြီးတော့လှုပ်เสียရရှိတယ်ဆိုရင်တေချာဆုံးပြပြီးတော့ယင်းဤလှုပ်ဆောင်ခြင်းမျိုးတွေအကျိုးပေးအားသာကောင်းမှုတိုးတက်နိုင်ပါတယ်မဟုတ်လို့ရှိရင်မိမိလက်ထဲငွေရှိနေရို့အဲ ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုနာကကုံလာလို့လို့မိသားစုရေးလို့လို့အိမ်သွင်းရေးလို့လို့လူမှုရေးလို့လို့ဘာသာရေးလို့လို့နဲ့လက်ထဲမှာဝင်တော့ဝင်တယ်ပြက်စရာမရှိနေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ဘယ်နာကပြက်စရာဘလို့ဖြစ်နေလဲမသိတတ်တဲ့လားဖြစ်တတ်တဲ့အတွက်ငွေမမြဲသောလားဖြစ်တဲ့အတွက်ဝင်ငွေဟာထွက်ငွေနဲ့အလားတန်တူနေပြီးတော့ဝင်လေထွက်လေရှိရင်အာနာပါနာရနိုင်ပေမဲ့ဝင်ငွေထွက်ငွေဖြစ်နေပါလေဒါကြောင့်မိတ်ဆွေတို့ပိုချန်လာလို့မသိကျင်နိုင်လဲဆရာငယ်ဟုတ်လားအတ်ထားလို့ရပါတယ်ကောင်းပြီဆိုတော့ အကျိုးပေးသောလုပ်ငန်းတွေကိုဆရာကဆက်လက်ပေါ်ပြပေးပါစီ တောက်ကြသားသမီးတွေဒီလာတာအတော်တွင်မှာဆိုလို့ရှိရင်အထူးသဖြင့် OA ရှံမီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စ၊မီယာကိစ္စနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ဒါအပြင်အနှောက်အယှက်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေတိုးချဲ့လှုပ်ဆောင်တာမျိုးကိုယ်ပိုင်လုပ်ငန်းတွေနဲ့စတင်လှုပ်ဆောင်လို့ရတဲ့မိဆွေများရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူများစွာရရှိတတ်ပါတယ်။အိမ်ဆောက်ရှင်မျိုးတွေအဆောက်အဦတက်ဆောက်ရှင်မျိုးတွေလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ငွေကရာထူးလုပ်ငန်းကိုင်နဲ့ပတ်သက်ရင်ဒီဟာကိုပြောင်းရင်ကောင်းမပြောင်းရင်ကောင်းစဉ်းစားတိုးဝင်နေတဲ့မိဆွေများ တိတ်ပြီးတော့ရှင်ရှင်ဝေးစဉ်းစားမနေနဲ့ဘဝအတွက်အနာဂတ်အတွက်အပြောင်းအလဲနဲ့ရှင်းချက်ဖြစ်အောင်လှုပ်ဆောင်ခြင်းမျိုးနေရာထိုင်ခင်းဒေသအပြောင်းအလဲပြောင်းရွှေ့လုပ်ကန်ခြင်းမျိုးတွေအပြောင်းအလဲနဲ့ပတ်သက်လာရင်ဘာလို့မဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းအလဲနဲ့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်အပံ့ကိုများစွာရရှိမယ်လက်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခရီးသွားလုပ်ငန်းဆိုင်ရာတွေအကျိုးပေးပါတယ်အထယ်အလေးစားတောက်ကုန်နဲ့ပတ်သက်တာမျိုးတွေလက်စစ်တို့ဘောတို့မှန်းတို့ အစားရှိတဲ့လုပ်ငန်းတွေအထက်အလေးလုပ်ငန်းဆိုင်ရာလေးတွေပတ်စပို့တို့ဗီဇာတို့အဲလက်စစ်ပစ္စည်းတို့ဆိုလာတို့ကွန်းတို့ရှမ်းတို့ပြောင်းတို့ နန်းလို့ခြံထွက်ကုန်လုပ်ငန်းတွေလို့စားတောက်ကုန်လုပ်ငန်းတွေလို့ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာတွေချိတ်တို့ဆောင်ရလွတ်ဆောင်လို့ကောင်းမှန်းတို့လို့မိတ်ဆွေတို့အနေနဲ့အလားကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေဒီဇိုင်းတို့ graphic တို့တင်ယူလို့ဟာလားဆွမ်းလာလို့ပေါ့တင်ကြားရေးတို့အဖွဲ့အစည်းအသင်းပွဲနဲ့ပတ်သက်လို့စုဝေလုပ်ရတဲ့လုပ်ငန်းလေးတွေအများဆိုင်ရာလုပ်ငန်းလေးတွေမှာချိတ်တို့ဆောင်ရလွတ်ဆောင်ရင်အားသာတုတ်တက်ပြီးတော့ကံကောင်းနိုင်ရောလားဖြစ်တယ်လို့မိတ်ဆွေတို့ဟာဒီလတာတို့တွေမှာဆိုဘာကုန်မဆိုကျင်းတည်ပေါ့ကိုယ့်ရဲ့အမိခံလုပ်ခြင်းတွေဆိုင်းဘုတ်ဒီဇိုင်းတင်ခြင်းတွေအဲ ပြုံးပြုံးရွှေရွှေနဲ့မျက်နှာပြလောက်ရတဲ့လုပ်ငန်းလေးတွေမှာတော့ရှေ့တူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်တဲ့ ို့အပြင်မိတ်ဆွေတို့အနေနဲ့ခီးသွွားဆိုင်ရာလုပ်ငန်းလေးတွေမထင်မှာပဲဖျားဖို့ခီးသွွားရတာမျိုးလေးတွေဖျားဖို့ခီးသွွားရတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲမိဘကတော့မိသားစုတွေနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရရှိတာမျိုးလေးတွေအဲမိမိရဲ့အတက်ကြီးသူတွေယဟန်တိလရှင်တွေဝယ်ပေးနိုင်တဲ့ကုသိုလ်မျိုးတွေမထင်မှာပဲပြုလုပ်ရတာမျိုးမိမိတို့အနေနဲ့ဖျားချောင်းဆောင်မှာအစ်စ်ဟလာဖျားစင်းလို့အစ်စ်ကြွားရောက်လာတာမျိုးသို့မဟုတ်အလူခံပုဂ္ဂိုလ်အစ်စ်ကိုလှူဒန်းရတာမျိုးကုညီရတာမျိုးတွေကံရရဲ့ထောက်ကန့်တွေကိုများစွာအကျဉ်းတွေရရှိမဲ့ကာလဖြစ်ပြီးတဲ့အခါ မမြင်ရသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေထောက်ဖို့တွေရရှိတတ်တယ်လို့အတိတ်မှာကိုပြုလုပ်ခဲ့မှုတော့ကိုယ့်ရဲ့ကုသိုလ်ကံကြောင့်လက်ရှိလားဟာအခက်အခဲတွေကိုပြေလည်သွားနိုင်စရာအဲအတိတ်ကကိုယ့်ရဲ့ကောင်းကျိုးဆန္ဒတွေအတိတ်ဆိုတဲ့နေရာမှာကိုပြုလုပ်ခဲ့ပြီးတော့ကံလည်းရှိနိုင်တယ်လို့မမြင်ရသောအတိတ်ကံရဲ့ကုသိုလ်ကံတွေကြောင့်အစင်မပြေမှုတွေအခက်အခဲတွေကိုပြေလည်အောင်အထောက်အပံ့ဖြစ်စေမဲ့ကာလဖြစ်ပြီးတော့ဘာလို့မဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်မှာတပည့်လာတာသာသမိတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တယ် ်ချစ်တို့ဆောင်ရလှူဆောင်မှငကူကသာသမီမရရှိတော့မိဆွေများသာသမီရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့သာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးကိုဝင်ဆောင်တို့ပတ်သက်ပြီးအိမ်မက်မက်တာမျိုးမိမိအိမ်ကိုမိတောက်နေတာမျိုးတွေအဲနေတို့ကောင်းငင်ကိုဆွဲပြူပြီးလာတို့မက်တဲ့အခါကျရင်ဒေကြတဲ့မိတ်ဆွေတို့အနေနဲ့အစဉ်ပြေမှုတွေရရှိမဲ့အတွက်ဒီလိုအိမ်မက်မျိုးတွေမက်တဲ့အခါမှာထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပြီးပါဒါဆိုရင်မိတ်ဆွေတို့အတွက်ကံရရဲ့အထောက်အကူအများစွာရရှိပြီးတော့ကံကောင်းစီမဲ့လာဖြစ်ပါတယ်ပြီးတဲ့အခါ အကုသိုလ်ဖြစ်စေသောအကြောင်းတရားတွေကိုဝေဖန်ပြောဆိုနေတာမျိုးတက်ဒုက္ခိတုကကောင်းကျိုးမင်္ဂလာဖျားဖျားရှိစေတဲ့စကားလုံးလေးကိုပြောဆိုတာဟာတေချာတဲ့ညံ့နေတဲ့ကံတွေဟာမရောက်ရှိလာပဲနဲ့ကံကောင်းမှုတွေရရှိမှာပါဥပမာပေါ့အော်ငါကတော့အစဉ်ပြီမှပဲဒါလေးကြီးတော့စိတ်ချမ်းသာလိုက်တာဆိုတာမျိုးတို့ပေါ့နော်အာတေသွားမယ်ကြေသွားမယ်ပြတ်သွားမယ်ရက်သွားမယ်ဆိုတဲ့အရာမျိုးလေးတွေကိုအတဏ္ဍာန်ကိုချော့ပြီးတော့အော်ငါဒီနေ့တော့ကံကောင်းတော့မှာပါလားဆိုပြီးကောင်းတဲ့နမိတ်ကလေးတွေနဲ့ဆောင်ယူပြောဆိုခြင်းအပြင် မိတ်ဆွေတို့ရဲ့ကံဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံတရားရဲ့အထောက်အပံ့ကိုကျိန်းစီရရှိစေမဲ့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလိုက်တာအတော်တွေမှာဆိုရင်အကျိုးပေးစေတဲ့အရာလေးတွေရွှေဝင်တာမျိုးလေးတွေရရှိတာမျိုးလေးတွေတန်ဖိုးရှိတဲ့ပစ္စည်းတွေလက်ဆောင်ရရှိတာမျိုးလေးတွေလည်းကျင်းတည်ကြုံဝတ်တက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလုပ်လို့အရေးကြီးသောလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာ တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးသူမဟုတ်တောက်ကြတောက်ကြချင်းတွဲဖက်လောက်တာမျိုးတွေရမိဆွေတွေကကံကိုတိုးတက်ကောင်းမှုစီပြီးအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အဲမိဆွေတွေအဝါရောင်အနီရောင်မိညိုရောင်တွေဟာမိဆွေတွေကကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ် ်အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်မိမိရဲ့အိတ်ကပ်အတွင်းကိုဩဇာရွက်ကလေးတရားဆောင်သွားတာမျိုးဖြစ်စေမိမိအရာမျက်စွာပေးရမှာအောင်တပီပန်းလေးလှူသွားတာမျိုးဖြစ်စေသို့မဟုတ်ဩဇာပီးလေးစားပြီးတော့လိုရာကိုပြည့်မှုဆောင်ရရင်အောင်မြင်တိုးတက်ပြီးတော့ကံတရားရဲ့ထောက်ကူတွေရရှိပြီးကံကောင်းစေမှာအသေးကြပဲဖြစ်တယ်အကျိုးပေးသောအရာဟာအရှိမြောက်တောင်ရက်ဖြစ်ပြီးတော့စန်တီယာအရာကတော့တောင်စုစုရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးကံကောင်းစေတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍ ရှိကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။မထင်မှတ်ပဲနဲ့ခရီးထွက်ရတာမျိုးဖိယားခုခရီးတွေထွက်ရတာမျိုးတွေမိခေါင်းဆွေဟောင်းအထက်လူကြီးကြီးခဲ့တဲ့အကူအညီကိုရရှိတာမျိုးတွေဖျက်တတ်တယ်လို့မထင်မှတ်ပဲနဲ့မိမိအိမ်ကိုဆွေမျိုးသားချင်းတွေအလဲလာတာမျိုးတွေရဲ့ဝေးခရီးသွားတွေနဲ့ပတ်သက်ပြီးတော့အလဲလာတာမျိုးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးအလဲလာစီတယ်လို့ထိုးသူတွေရဲ့ကံကောင်းတဲ့ဇကားလေးတွေကံကောင်းတဲ့သတင်းလေးတွေစောင့်ကြည့်ယူဆောင်လာမယ်လဖြစ်တဲ့အတွက် အဲ့ဧကောင်းဆွေကောင်းမိကောင်းဆွေကောင်းလာတတ်တယ်လာဖြစ်ကြောင်းနဲ့ထပ်လောက်ပြောကြလိုက်ပါစီတတိထားဆင်နေရမယ့်အချက်လေးတွေကိုထပ်ပြောပါရစီလူငယ်တွေအရှိရေးမှာတော့အရှိရေးနဲ့ပတ်သက်လာလို့ရှိရင်ဒီလဟာအတော်ကိုညံ့တဲ့ကာလဖြစ်တဲ့အတွက်မေတ္တာရေးအာဝဆန်အာဝတတိပြုဆင်နေရလိုအပ်ပါတယ်အရှိရေးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေအဖောက်ပြန်ခံရတာမျိုးလေးတွေအဲ ကြုံရတက်ပါတယ်သို့တော့သမီးသားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုချင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းမင်္ဂလာကတော့ပြုလုပ်လို့ကောင်းတယ်အိမ်အောင်ပြုချင်းစိတ်ဆက်ခြင်းလူကြီးမိဘနှစ်ဦးနှစ်ဖက်တိုင်ပင်ပြီးတော့ပြောဆိုပြီးတော့နှလွာပေါင်းမှာတရွတ်ဆိုတဲ့အတိုင်းပဲเนาะဆွေတော်ပင်ကရွက်ကလေးလှုပ်လို့ရပါတယ်ခင်ဗျာသို့တော့အဲလူငယ်တွေသမီးသားများအနေနဲ့ကတော့တူးနဲ့တူးတယောက်နဲ့တယောက်အဲတဝင်တို့ရိုးစွန်းမှုလေးတွေကြောင့်စကလုံးလေးတွေပြင်းထန်ပြီးတယောက်နဲ့တယောက်အဲနားလည်မှုလွဲတာမျိုးလေးတွေဟာ ကိုကရှစ်တော့ရှစ်တယ်သို့တော့မိတ်ဆွေတို့အနေနဲ့ဟိုသူ့ရဲ့စကားလုံးတွေနှိပ်စက်မှုတွေအရှိန်နဲ့ပတ်သက်လာရင်ကြုံရတာမျိုးလေးတွေသတိပြုစင်နေရလိုအပ်ပါတယ်မိမိရှစ်တော့မြန်လို့တော့သူကိုဖွင့်မပြောပဲဆရာလိုတယောက်တည်းနေပါဒါဆိုရင်စိတ်ချမ်းသာဟုတ်ပါတယ်ကောင်းပြီဆိုတော့တမိသားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အရှိန်နဲ့ပတ်သက်လို့ရှိရင်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအဲအရှိန်နဲ့ပတ်သက်လာရင်ကိုယ့်ကိုရှေ့ဟန်ဆောင်ပြီးငွေကြီးအလိန်ညာခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဆရာမေဆွေတောက်ကြသားသမီးတွေဒီလားဟာအရှိရောမြေတားရေးစံကိုသတိပြုစင်ကြရတော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ် ်သတိထားစင်နေရမယ့်အချက်တွေအလောင်းကစားပြောပါနဲ့ပတ်သက်လာရင်လုံးဝကိုညံ့ပါတယ်အလောင်းကစားပြောပါတဲ့ပတ်သက်ရင်လောင်းမလာလို့တော့မပြောပါနဲ့ကျွေတလဲကြက်တခုံဆိုတဲ့လုပ်ငန်းတွေကိုသတိထားပါအဲမိသားစုရင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုပေးနိုင်တဲ့အရာအတိုင်းသာရှိရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင် ဆန္ဒလိုဝင်ရောက်ကူညီဖြည့်ရှင်းတာမှာကိုယ့်ကိုအပြစ်မြင်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိရဲ့တိမ်ငယ်စိတ်ကိုခြာနေပြောဆိုတာမျိုးမိမိရဲ့အတိတ်ကဖြစ်ခဲ့ပြီးတော့အမားကိုထောက်ပြပြီးဝေဖန်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီလိုလူမှပြောထွက်တဲ့ကွာဆိုတဲ့စကားလုံးရင်ထဲမှာဖြစ်ပေါ်လာတာမျိုးလေးကြုံရတတ်တဲ့အတွက်မိသားစုကိစ္စအိမ်တွေကိစ္စဒီမှာတော့တုံးနဲ့ဒုတိယနဲ့တယောက်အမြင်မတော်တာလေးတွေရှိနေတော့ကိုကပြီးနိုင်တယ်ဝင်ပြောဖြစ်နိုင်ခြင်းစကားများများပြောခြင်းထက်အလုံးနဲ့တက်တည်ပြလိုက်တာကောင်းပါလေပြဿနာအဖြစ်ရှင်တွေကိုမရှင်းပါနဲ့ ရှင်းရင်ရှင်းလေချုပ်လေဖြစ်တတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီပတ်စံပစ္စည်းပြောက်တာမျိုးတကူခိုးခံရတာမျိုးလေးဂျုံဝတ်တက်တဲ့အတွက်သတိထားစဉ်းကျင်ပြရလိုအပ်ပါတယ်ဖုံးအသည့်ဆိုင်ငယ်အသည့်ကားအသည့်ဆက်အဆရှိတဲ့အသည့်အသည့်တွေရရှိလာပြီးတော့အသည့်ဆိုတဲ့နေရာမှာလဲအဟောင်းကပြတ်သွားလို့ပြောက်သွားလို့ဆိုပြီးအသည့်ဝင်လာမျိုးလေးတွေဂျုံဝတ်တက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလမှာငွေမကုန်ကျင်တော့အသည့်ဝယ်လိုက်ငွေကုန်ကျင်တဲ့ iPhone စက်ခွန်ကလည်းပေါ်နေဆိုတော့ဝယ်ကျင်နေဆိုရင်လည်း ဖြောက်ပြပေါ့နော်အဲဆိုတော့ကောင်းပြီဆက်လျှောက်ကြရင်တော့ဆရာပြီလို့ရတယ်ဆိုတော့နောက်တာနော်ကောင်းပြီတို့အပြင်မိတ်ဆွေတို့နဲ့ဒီလာကတော့ဒီမှာဆိုညီကောင်ကောင်မတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတာမျိုးလေးတွေနည်းနည်းလေးတတိထားစင်ကြရလိုအပ်ပါတယ်စာချုပ်ကိစ္စဆက်တူကိစ္စခြေရာကိစ္စလေးတွေမှာဆိုရင်တော့ညီကောင်ကောင်မတွေနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတိုင်းမြင်ရှေ့ရောက်မဲ့အရာလေးတွေနည်းနည်းနှောင့်နှေးနေတာမျိုးလေးတွေကြံ့ကြံ့နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးတွေကိုတတိကြပါမိမိဖြစ်လို့သောကိစ္စဖြစ်ရှင်တဲ့ကိစ္စငွေကြေးကိစ္စရည်ရွယ်ထားတဲ့ကြံစီထားတဲ့ကိစ္စတွေကိုတော့ကြိုတင်ဖွင့်မပြောတာဟာ အကောင်းဆုံးလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်မပြောမိမန္တလေးကဆရာငယ်နဲ့တွေ့ကြတဲ့မိတ်ဆွေများဆရာမန္တလေးမှာလက်ရှိတော့ရှိနေပါတယ် 2425အစာဟိကွန်ဒိုမှာဆရာရှိပါတယ်တို့တော့ဆရာငယ်နဲ့တွေ့ကျင်နေဆိုရင်ရက်ချင်းတည့်ရတော့ကြူယူပေးပါဆရာလူတိုင်းကိုတော့တွေ့မပြီးတော့ဆရာ private ဆရာနဲ့အေးအေးဆေးဆေးတွေ့ကျင်နေဆိုတော့မိတ်ဆွေများတော့ကိုဆရာဟိုနဘဆရာ billing main ကြီးဖြစ်တဲ့နံပါတ်ပဲဖြစ်တဲ့0939293416 7902916 whatsapp telegram viber မှာဆက်သွယ်မြင်မြန်နိုင်တယ်လို့ဆရာကျွန်မမန္တလေးရပါကျွန်တော်မန္တလေးရပါဆရာနဲ့ရက်ချင်းလို့ကျင်ပါတယ်ဆိုပြီးဆရာဟိုဖုန်းနံပါတ်လေးနဲ့လိပ်စာလေးပဲပေးတာပါဆရာဘက်ကရတဲ့အချိန်ဒီတစ်ချက်ကိုဆရာမိတ်ဆွေတို့ကိုပြန်ပြီးတော့ contact လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောရင်း ဲ့အဲဆရာအားလုံးကိုတော့လာသမ ्या ကိုတော့ဆရာတွေ့ပြီးလို့မရတာ sorry ပါလို့ဆရာကဥစွာမေတ္တာပို့တောင်းမှန်ရင်းနဲ့မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တောက်ကြသားသမီးမိတ်ဆွေတွေဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တောက်ကြသားသမီးမိတ်ဆွေတွေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေအဆက်အသွယ်ပြတ်နေသူတွေတည်ငောင်းကြရတာမျိုးတွေကြုံရတတ်တယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့အိုးအိမ်ရှမ်းမျိုးမိရလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရတာမျိုးတွေအကျိုးပေးတယ်လို့အိမ်တော်ဘက်ရဲ့အထောက်အပံ့ပြုခြင်းတွေ အထောက်အကူရခြင်းတွေများစွာကြုံရတတ်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ငကိုကလွဲလျှော်နေသောကိစ္စတဦးတယောက်ဝေးကွာနေပြန်အောင်သတင်းကောင်းကြားခြင်းအဆက်အသွယ်ရခြင်းတွေကြုံရတတ်တယ်လို့ငွေကြေးအထောက်အကူရခြင်းတွေကြုံရတတ်တယ်သသမိနဲ့ပတ်သက်လို့အဲတယောက်နဲ့တယောက်တဦးနဲ့တဦးအဆင်မပြေမှုတွေဆိုရင်တော့မဖြစ်မနေသသမိကိစ္စလေးတွေကြောင့်နေရာထိုင်ခင်းကိစ္စလေးတွေကြောင့်ချိတ်လို့ဆောင်ရွက်ပြီးတော့အဆင်ပြေချော့ချူပြီးတော့အိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်အပြည့်သဘောဆောင်ခြင်းထက်အကောင်းသဘောကိုဆောင်ရင်ချိတ်လို့ဆောင်ရွက်လို့ဆောင်ရင်ကံကောင်းမှုနဲ့ မိမိတို့ဖြစ်လို့သောကိစ္စတွေကိုတည်တည်ဆက်ဆက်တိုင်တိုင်မင်းမင်းညင်နေလို့ရအောင်မြင်တိုးတက်နိုင်မှာအတိအကျပဲဖြစ်တယ်။ခီးသွွားကိစ္စလေးတွေနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်လို့ခီးထွက်တာမျိုးတွေဟာစိတ်ပြေလက်ပြောက်ဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ပတ်စပို့လုပ်ငန်း၊ရဝေးခီးသွွားလုပ်ငန်း၊ဗီဇာလုပ်ငန်းပြပခီးသွားတဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာနေရာထိုင်ခြင်းနဲ့ပတ်သက်တာတွေ OHM နဲ့ပတ်သက်တာတွေအဆောက်အဦနဲ့ပတ်သက်တာတွေငကောကမပြီးမပြတ်စောက်လက်စဖြစ်နေတော့ OHM တွေကိုပြပြအောင်စောင့်နိုင်တော့လား ပြီးဆုံးအောင်စောင့်နိုင်မလားဖြစ်တဲ့အတွက်ဘာကိုမဆိုရှေ့တို့ဆောင်ရလောက်ဆောင်မှာဆုံးပြီးသားသူတွေကိုအိမ်မက်မှတ်တဲ့အခါမှာထိုးသူတွေအတွက်ကိုရည်စုပြီးတော့စွန့်ကြိုက်ကလေးတစ်ဆိုင်ဖြစ်စေအလူဒါနာကလေးတစ်ခုကိုပြုလုပ်ပြီးတော့ကံကောင်းအောင်ဆူတောင်းပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အထောက်အကူကံရရဟာအထောက်အကူကြီးတွေရရှိစေမယ်လာဖြစ်ကြောင်းပြောကြားလိုက်ပါရစေဇန်ငယ်ဓမ္မမိတ်ဆွေတောက်ကြတာတမီးများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဝိစာဆရဏတမန်တော်လောကဝိဓုဆိုသောဂုံတော်ပတိကိုတနေ့ကို၆ပတ်နှုံးနဲ့ 16ရက်တိတိအတိတ်တောင်ဝင်လိုက်ပါကများတော့များတယ်နော်ဝိစာစရဏတမန်တော်လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို6ပတ်လုံးနဲ့16ရက်တိတိအတိတ်ကဝင်လာရင်မိမိတို့ရဲ့ကြီးမားသောလိုအင်ဆန္ဒတွေပြည့်ဝသွားမှာအတိအကျပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းတွက်စီပြီးမိမိတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ကောင်းစီရန်အလို့ငါမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဒီဈေးဆိုင်တို့မဟုတ်အိမ်မှာလောကပါလာနတ်ရုပ်ကလေးတစ်ခုကိုစောင့်ထားပြီးတော့ဖြစ်စေလောကပါလာနတ်ရုပ်ကလေးနဲ့ ့မှာရဲ့ရှေ့မှာအမွေးတိုင်လေးဆိုဖြန်းပြီးတော့ရောင်းထွက်သွားအောင်ဆူတောင်းလိုက်ပါအယောင်းတွက်အယောင်းထွက်သွားမှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိမိတို့ရဲ့အရေးကြီးသောကိစ္စလူရမှုကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကန်ဆာတာကောင်းစီရန်တိုးတက်စီရန်အလို့ငါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလို့ကိစ္စမသွားမိမှာဩဇာရွက်ကလေးဆောင်သွားတာမျိုးအောင်တပီပန်းကြီးလူသွားတာမျိုးဆရာပြောခဲ့ပြီးပြိုင်ထင်တယ်နော်အဲဆွနလို့ပေါ့ဩဇာဒီကလေးစားပြီးတော့လူရကိုပြောဆိုဆောင်ရွက်ရင်အာတာကောင်းမှုတိုးတက်စီမှာအသေးချာပဲဖြစ်ကြောင်းပြောလိုက်ပြရစီခင်ဗျာ အဆက်ဆက်ရရဒီတလတာလုံးမှာငွေကြီးကံအားကောင်းစီပြီးပြုလုပ်ရမယ်ရေတရားအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေဆွနာလို့ပေါ့တလတာဝင်ငွေကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်ငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ်ရေတရားအနေနဲ့ဆိုရင်တော့ကလေးငယ်လေးကိုကလေးငယ်လေးကိုရှိုကျင်ကျွေးပြီးတော့စိတ်ထဲကနေလာပါလာပါမတ်ကြီးရဲ့လာပါလာပါမတ်ကြီးရဲ့ နော်ဆရာငွေကြီးကံတော့ဆရာအမြဲတမ်းလုပ်တယ်နော်ဆရာဟောကမှာဆိုဆရာအမြဲတမ်းချိုးကျင်ကလေးနဲ့ဆရာကချောင်းထားလေးရှိတယ်ဆရာဟောကမှာဆီလာရင်ဆရာမိတ်ကြီးကြီးပါတချို့မိတ်ဆွေဆရာဟောကလာဘူးလေမိတ်ဆွေတွေတိပါလိမ့်မယ်ဆရာကကလေးငယ်တွေကိုချိုးကျင်ကျွေးလေးရှိတယ်စိတ်ထဲကနေပါပြောလဲဆိုတော့လာပါလာပါမက်ကြီးရဲ့လာပါလာပါကဲမျက်စိတမြင်တာမှမယ်လာဗန်လာဗန်မက်ကြီးဆိုတာငွေနံလေးမက်ကြီးရဲ့ဆိုတော့ဂျာစာလေးနဲ့တနေလာမကြီးမင်းကောင်မီးကိုင်းဆိုတဲ့အတိုင်းပဲတော့တဘောတွေဆောင်လာတဲ့အတွက် လာဗန်လာဗန်မက်ကြီးတကယ်တမ်းဒီလိုပါ ငွေကြေးတွေကလေးငယ်တွေကိုချုပ်ကြွေကြွေအတအဆက်ဆက်ရရအစင်ပြီးအောင်ပြီးတိုးတက်စေရန်ပြုလုပ်ရမယ့်ရည်ရည်အနေနဲ့ဆိုရင်တော့ဒီဆယ်လာဘိုက်တွင်မှာမိတ်ဆွေတို့အားလုံးငွေကြေးကအားကောင်းစေပြီးအစင်ပြီးအောင်ပြီးတိုးတက်စေရန်နဲ့ငွေကြေးအစင်ပြေစေရန်အတွက်အထောက်အကူဖြစ်စေရန်အတွက်ပြုလုပ်ရမယ့်ရည်ရည်အနေနဲ့ဆိုရင်တော့ကလေးငယ်လေးတွေကိုအိမ်ကိုလာတဲ့ကလေးငယ်ကိုဖြစ်စေလမ်းထဲမှာရှိတဲ့ကလေးငယ်တွေကိုဖြစ်စေကလေးငယ်လေးတွေကိုချုပ်ကြွေကြွေးပြီးတော့စိတ်ထဲကနေပြီးတော့ လာဘာလာဘာမက်ကြီးရဲ့ဆိုပြီးတော့လာဘာလာဘာမက်ကြီးရဲ့လာဘန်လာဘန်မက်ကြီးတော့လာဘာလာဘာမက်ကြီးရဲ့ဆိုလာဘန်လာဘန်မန်ငူကြီးရဲ့လို့ခေါ်တာเนาะတဘောကတော့လာဘာလာဘာမက်ကြီးရဲ့ဆိုပြီးတော့စိတ်ထဲမှာကလေးတွေကိုစူတောင်းပြီးတော့ချိုကျင်ကျွေးပြင်းခြင်းဖြင့်မိတ်ဆွေတို့ရဲ့ငွေကြေးကအားကောင်းတိုးတက်စီပြီးတော့ကန်စတာကောင်းစီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လာပိုင်းတွေမှာအဆက်ဆက်အရရအစဉ်ပြေအောင်မြင်တိုးတက်လို့ရတနာစိတ်ကြောက်စေတော့တိုက်ကစားနိုင်ကြပါစေ တက်နေတဲ့ဟိုလောက်ဝင်ဖြုတ်ခဲ့လို့စီးစိမ်ဥစ္စာများတိုးပွားကြပါစီကျောင်းဆရာကဆူတောင်းနေတဲ့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ခင်ဗျာ